ံးပြုသူတိုင်းမဖြစ်မနေသိထားသင့်တဲ့မက်စကင်လုံကြီးအခြေခံကိုဒီဗီဒီယိုမှာပြပြမှာဖြစ်ပါတယ်။အခြေခံကိုမသိဘဲနဲ့တော့နောက်ထပ်ဂျူတူရီတွေကိုဆက်ကြည့်ဖို့အားလည်လွယ်မှာမဟုတ်ပါဘူး။ အာပထမအဦးဆုံးတော့အာ mask ကိုရဖို့အတွက်ဒီဗီဒီယိုကိုထောက်လိုက်မယ်ထောက်ပြီးတော့ဒီဘက်ဘေးနေနဲ့ဆွဲပြီးတော့ဒီဘက်ဘေးမှာရှိတဲ့အာဒီဟာ mask ပေါ့နော်အဲ့ mask ကိုနှိပ်လိုက်မယ်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ two flare တွေက6ခုရှိရပေါ့နော်အဲ့မှာ horizontal ရှိရ mirror ရှိရ circle ရှိရ rectangle ရှိရ head ရှိရ star ရှိရပေါ့နော်အဲ့မှာဆိုလို့ရှိရင်ပထမအဦးဆုံးလို့ပြမှာက horizontal ပါ horizontal ကိုဘယ်နေရာတွေမှာတောင်းရလဲဆိုတော့ horizontal ကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင် င်ဒီမှာ adjust ကိုနှိပ်မယ်အဲ rotate ကိုနှိပ်မယ်ပြီးရင်ဒါကိုလှည့်လိုက်မယ်ပေါ့နော် copy ပြလို့ရှင် position ကိုသွားပြီးတော့ x ကဘေးပညာကိုရွှေ့တာ y ကအပေါ်အောက်ကိုရွှေ့တာအဲ့တော့ x ကနေပြီးတော့ဒီဘက်ဘေးလေးကိုထပ်ရွှေ့လိုက်မယ် ဒီဘက်စာရင်းပြောက်သွားတီရွှေ့လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်အပေါ်မှာရှိတဲ့ key frame လေးကိုနှိပ်မယ်ပြီးလို့ရှိရင်ဗီဒီယိုကိုနောက်ဆုံးအထိဆွဲချလိုက်မယ်ပြီးလို့ရှိရင်ဆွဲချပြီးလို့ရှိရင်အပေါ်က mask ကိုနောက်ဆုံးအထိကိုဆွဲလိုက်မယ်ပေါ့နော်ဒီလိုမျိုးလေးဖြစ်သွားပါတယ်ဟုတ်ပြီပြီးလို့ရှိရင်ပြန်ပြီးတော့ play လုပ်ကြည့်မယ် ပြီနောက်တစ်ခုကတော့ဒီဟာကိုဒီဘေးကနန်းလေးကိုနှိပ်လိုက်မယ်နောက်တစ်ခုကဒီဘက်ဘေးမှာရှိရဲ့မေရာပါအဲ့မေရာကဘယ်လိုသုံးရလဲဆိုတော့မေရာကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်အာဒီအပေါ်မှာရှိရဲ့ဒီမေရာအချောင်းလေးရှိရဲ့မလားအဲ့ဟာလေးကိုလက်လေးနဲ့ဒီလိုမျိုးလေးချုံလိုက်ပြီးတော့ဒီဇောင်းလေးထားလိုက်မယ်ပေါ့နော်ဒီဇောင်းလေးထားလိုက်ပြီးလို့ရှိရင် key frame ကိုနှိပ်မယ်အဲ့ခုနလိုမျိုးပဲဗီဒီယိုနောက်ဆုံးထိသွားပြီးတော့ဒီအဲ့မေရာလေးကိုဒီလိုလက်လေးနဲ့ဆွဲပြီးတော့ဒီစာရဲမမြင်ရတဲ့အထိဆွဲချလိုက်မယ်ပြီးပြန် ပြီးပြန်ပြီးတော့ပလေးလုံးကြည့်မယ်နော်ဟုတ်ပြီဒီမှာခုနကလည်းပြောခဲ့ဖို့တခုမေးခဲ့တာဗာလဲဆိုပြီးမှဖယ်တာပေါ့နော်အဲ့ဒီဖယ်တာကိုနှိပ်လိုက်ပြီးတော့အဲနည်းနည်းလေးရွှေ့လိုက်မယ်ဆိုလို့ရှင်စာရင်းလေးကဝူရဝါရလေးပဲမြင်ရမျိုးပေါ့နော်အရှိကိုလည်းခုနအတိုင်းလေးပဲဖယ်တာလေးကိုထည့်ရွှေ့လိုက်မယ်ဟုတ်ပြီခုနှစ်ဒီအနောက်ကဖယ်တာကိုလည်းခုနှစ်လောက်ပဲထားမယ်နော်ပြန်ပြောင်းထားလိုက်မယ် ဟုတ်ပြီပြန်ကြည့်ကြည့်မယ်နော်ဟုတ်ပါပြီပြီးလို့ရှိရင်ဒီဟာမဟုတ်တော့လိုချင်တော့ဆိုလို့ရှိရင်နန်းကိုနှိပ်မယ်ပြီးရင်နောက်တစ်ခုကစာကဲပေါ့စာကဲကိုနှိပ်မယ်စာကဲကတော့ဒီလိုမျိုးအဝိုင်းလေးပေါ့နော်ဟုတ်ပြီဒီနည်းနည်းလေးခြုံလိုက်တယ် ချုပ်ပြီးတော့ဒီိုင်းထားလိုက်တယ်ပြီးလို့ရှိရင် key frame ကိုနှိပ်မယ်ဒီဘက်ဗီဒီယိုကိုနည်းနည်းလေးဆွဲလိုက်ပြီးတော့အဲ mask ကိုလည်းဒီဘက်ကိုနည်းနည်းလိုက်ဆွဲလိုက်မယ်ဒီဘက်ဗီဒီယိုပြန်ဆွဲမယ် mask ကိုလိုက်ဆွဲမယ်ဗီဒီယိုကိုပြန်ဆွဲမယ် mask ကိုလိုက်ဆွဲမယ်အဲ့လိုမျိုးပဲပေါ့နော်အဲ့လိုပဲလုပ်သွားမယ်ဟုတ်ပြီနောက်ဆုံးမှာတော့ဒီလိုမျိုးလုံးဝမမြင်ရသည့်ဆွဲချလိုက်မယ်ပေါ့နော်ဒါကိုလည်းခုနတိုင်းမဲ့ဖေတာထည့်ခြင်းနည်းနည်းလေးဖေတာလိုက်ထည့်လို့ရရပေါ့နော်ဒီမှာတော့မထည့်ပြတော့ဘူးပြန်ကြည့်ကြည့်မယ်နော် ဟုတ်ပြီစဝိုင်းပုံစံလေးနဲ့ပဲမြင်ရရပေါ့နော်ဒီဘက်ဘေးမှာရှိရ rectangle ပေါ့နော်အဲ့ rectangle ကိုလည်းလှုပ်ချင်နေဆိုလို့ရှိရင်ဒီဘေးထဲမှာရှိရနန်းလေးကိုနှိပ်လိုက်မယ်အ rectangle ကတော့ဒီစာရဲနဲ့လှုပ်ဖို့အဆင်မပြေဘူးပေါ့နော်အဲ့တော့ over လေးကိုနှိပ်မယ်ပြီးလို့ရှိရင် add over လေးနှိပ်မယ်ပြီးလို့ရှိရင်နောက်ထပ်ပုံတစ်ပုံပေါ့နော်ကိုကြိုက်တဲ့ပုံကိုထပ်ထည့်လိုက်မယ်ပေါ့ဒီဟာကဒီအောက်ကဟာကိုအပြောက်သွားလို့ဒီထပ်ထည့်လိုက်တယ်ပြီးလို့ရှိရင်နောက်ထပ် add over လေးမှာနောက်ထပ်ကိုကြိုက်တဲ့တပုံကိုထပ်ထည့်မယ်အဒီဗီဒီယိုကြီးပဲတက်တက်လှုပ်မယ်ဆိုလို့ရှိရင်တော့အခုလိုမျိုးနှစ်ခုသုံးခုထပ်နေကြမလို့ဘူးပေါ့နော် ။ဒီဟာကတော့ဒီ tutorial လုတ်ပြနေရဖြစ်တဲ့အတွက်ကြောင့်မြန်သွားအောင်လို့တမီးတကာဒီလိုမျိုးထည့်ထည့်ရပဲဖြစ်ပါတယ်။ပြီးလို့ရှိရင်ကိုက video ကို ရှေ့ကဗီဒီယိုကိုလုတ်ချင်တာဖြစ်တဲ့အတွက်ဒီဟာ sorry ရှေ့ကပုံလုတ်ချင်တာဖြစ်တဲ့အတွက်ပုံထောက်လိုက်မယ်ထောက်ပြီးဒီဘက်ဘေးကိုဆွဲပြီးတော့ဒီမှာကခုနတိုင်းမဲ့ mask ကိုနှိပ်မယ်အခုက rectangle အလဲဆိုတော့ rectangle ကိုနှိပ်မယ် rectangle ကိုနှိပ်ပြီးရင်ဒီဘက်ဘေးလိုနည်းနည်းဆွဲလိုက်မယ်အပေါ်ကမြားလေးကိုနည်းနည်းရှည်လိုက်မယ်ဒီဘက်ဘေးကအလဲရလိုက်ဖို့လုပ်တာပေါ့နော်ဟုတ်ပြီဒီပုံစံလေးရပါတယ်ကိုကအာဒီပုံကိုပဲလိုချင်တယ်ဆိုလို့ရှိရင်ထားလို့ရတယ်ဒါမှမဟုတ်ဒီပုံဖျောက်သွားချင်တယ်ဆိုလို့ရှိရင်အောက်က infra ဆိုတာကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်လူပုံ ံပြောက်သွားတယ်เนาะခုနလူပုံပြောက်သွားပြီးတော့ဘေးနားမှာရှိတဲ့ဘောင်ကပဲပြန်ရောက်လာရဲ့ပေါ့เนาะအဲဒါမှမဟုတ်ကိုကလူပုံကို ဘဲလိုချင်တဲ့လူပုံဝဲလိုချင်တဲ့ဘေးနားဟိုင်မလိုချင်ဆိုခုနတိုင်းပဲ infect ကိုပြန်နှိမ့်လိုက်မှုရှင်ဒီမှာအာလူပုံမြင်ရရပေါ့နော်နောက်တစ်ခုကဘေးနားမှာရှိရဲ့ head ပါ head ဆိုလို့ရှင်တော့ဒီလိုအသေးပုံလေးပေါ့အသေးပုံလေးပါဒီဘက်ဘေးနားမှာနောက်ဆုံးတစ်ခုကတော့ star ပေါ့နော် star ဆိုရင်တော့ကျဲပုံစံလေးရပါတယ်အာဒီဟာကတော့ cap cap မှာရှိရဲ့ masking လောက်တဲ့အခြေခံလေးပေါ့နော်အာဖယ်နေရာမှာဘယ်လိုမျိုးတုံးလို့ရလဲဆိုတာကိုပြပြထားပဲဖြစ်ပါတယ်အခုပြပြလိုက်တဲ့ masking လုံးကြီးအခြေခံလေးကိုနားလည်နေမှာလို့ င်ပါတယ်နောက်ထပ်ဗီဒီယိုတွေကိုဆက်ကြည့်လို့ရအောင် channel လေးကို subscribe နေခဲ့ရလို့ပြောချင်ပါတယ်